ပြိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြမလက်ရွေးစဉ်အမျိုးသားအသင်းကြီးကိုအထင်တော့မသေးနဲ့နော်လျှော့တော့မတွက်နဲ့ဘာကြောင့်လဲဆိုတော့အခုအာရှဖလားရှေ့စစ်ပွဲအာဖဂန်နစ္စတန်နဲ့ဒုတိယကြောက်ကစားရမယ်ခင်ဗျာအမေကိုကသာအာရှရှေ့စစ်ပွဲအောင်မို့မသေးကြတော့တာနော်မင်္ဂလာတရှိမှာမို့လို့တဲ့ဒီပွဲကိုမကန်နိုင်ဘူးဆိုပြီးတော့မြမလက်ရွေးစဉ်အမျိုးသားအသင်းကြီးနဲ့မြမနိုင်ငံဘောလုံးခွဲချုပ်ကညှင်းလိုက်ပြီခင်ဗျာဘာကြောင့်လဲဆိုတော့အချိန်မလုံလောက်ဘူးတဲ့ ွားရေးလာရေးပြင်ဆင်ရတယ်မလွယ်လို့ဘင်္ဂလားဒေ့ရှ်မှာဆိုသူတို့မကန်နိုင်ဘူးဆိုပြီးညှိလိုက်တာဖြစ်ပါတယ်ခမညဟုတ်ကဲ့ဒီအကြောင်းကိုဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနဒါကထရီဗျွန်သတင်းဌာနကနေရေးသားဖော်ပြရတာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ကိုပြဒီအာဖဂန်နစ္စတန်အတွက်အင်ကွင်းဖြစ်သတ်မှတ်ပြီးတော့ဂျာကွင်းပွဲစဉ်အဖြစ် AFC အာရှဘောလုံးဖွဲ့ချုပ်ကကစားခိုင်းခဲ့တာပေါ့လေလာမယ့်နိုမာလာ၁၈ရက်နေ့ကိုရောက်ရင်ဒီပွဲစဉ်ကိုရှင်ပြန်ကစားရမှာဖြစ်ပါတယ်အဲ့တော့အာရှဘောလုံးဖွဲ့ချုပ်ကနေ ဗန်နားဒက်ရှနိုင်ငံဒါကာမြို့ကိုသူတို့အနေနဲ့ဂျာကွင်းအဖြစ်ရွေးလိုက်တယ်လို့အကြောင်းကြားလိုက်ပြီးတဲ့နောက်မြန်မာနိုင်ငံဘောလုံးခွဲချုပ်ကလည်းချက်ချင်းပြန်ပြီးတော့ပြောလိုက်တယ်။မပြောလိုက်လဲဆိုတော့ဗင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင်သူတို့သွားကစားဖို့အဆင်မပြေဘူး။ဒီပွဲကိုမကန်နိုင်ဘူးဆိုပြီးတော့အကြောင်းပြလိုက်တာဖြစ်ပါတယ်ခမညာ။ဒီတော့အာရှဘောလုံးခွဲချုပ်ဟာလက်ရှိရှင်နေအရမြန်မာအသင်းအဆင်ပြေအောင်ကွင်းပြောင်းပေးရမယ်အနေထားရှိနေတယ်ပေါ့လေ။မြန်မာလက်ရွေးစင်ဘောလုံးအသင်းကဘာကိုညှင်းလိုက်တာလဲဆိုတော့ ပြိုင်ပွဲအတွက်ပြင်ဆင်ဖို့အချိန်မလုံလောက်ဘူးတဲ့ပြီးတော့လိုအပ်တဲ့ခီးသွားလာမှုတွေဆောင်ရွက်ရမှာကဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုရင်အဆင်မပြေနိုင်မှုဆိုပြီးတော့ညှင်းချလိုက်တာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ကတော့ဒီပွဲကိုသူတို့နိုင်ငံဒါကာမြို့မှာရှိတဲ့ဘတ်ဆန်ဟာရကင်းစ်အရီနာဒီဘောလုံးကွင်းကြီးမှာကျင်းပအောင်စီစဉ်ထားတာခမရဒီတော့ AFC ဘက်ကအာဖဂန်နစ္စတန်နဲ့မြန်မာအသင်းတို့ရှင်မြန်ကစားမဲ့အာရှဖလားရှစ်စစ်ပွဲဒုတိယအကြိမ်ကိုဘယ်နိုင်ငံမှာ ်ပွဲစီစဉ်ပေးမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရတော့မှဖြစ်ပါတယ်ခင်ဗျမြန်မာဟာဒီအုပ်စုမှာအာဖဂန်နစ္စတန်ဆီးရီးယားပါကစ္စတန်တို့နဲ့တောက်စုရဲ့ကြာနေတယ်ပထမအကြော့မှာတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကိုကိုယ်ကမှကစားခဲ့တယ်နိုင်ပါတယ်ခင်ဗျနှစ်ပွဲလုံးပါကစ္စတန်ကိုတခုခုရှင်းနိုင်တယ်အာဖဂန်နစ္စတန်ကိုနှစ်ခုတခုနဲ့နိုင်တယ်အဲအဓိကဆုံးဖြတ်ပွဲဖြစ်တဲ့ဆီးရီးယားဆီးရီးယားနဲ့ပွဲမှာတော့နှစ်ပွဲလုံးဂိုးပြတ်ချုံတယ်တပွဲက၃ခုဂိုးမရှိနဲ့ချုံတယ်နောက်တစ်ပွဲက၅ခုတခုနဲ့ချုံတယ် ဒီတော့ခြေစစ်ပွဲကြာရှုံးမှာကတေချာနေပြီအဲတော်ကြားပြောသလိုခြေစစ်ပွဲသာကြာရှုံးမှုတေချာနေတာလေကတော့မလျှော့ဘူးခမအာဂန်နစ္စတန်ရဲ့ပွဲကိုဘင်္ဂလားဒေ့ရှ်မှာကျင်းပမယ်ဆိုမကန်နိုင်ဘူးဆိုပြီးတော့မြန်မာကငြင်းလိုက်ပြီဖြစ်တဲ့ကြောင့်ပြည်သက်တွေကိုသိရှိရအောင်တင်ဆက်ပြပြပေးလိုက်တာဖြစ်ပါတယ်ခမကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခမ